မြစ်တန်တွင် channel ကိုစောင့်မျှော်အပေးနှားဆင်ကြရဲချဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေဒီကပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စာရေးဆရာဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့တရားတလန်းတန်တလန်းဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခန်းစားနှားဆင်ပေးကြပါဦးခင်ဗျာကျွန်တော်ကတော့တင်ဆက်သူ PK ပါ ပဝင်းကျင်တစ်ခုလုံးမှာခွေးအောင်တန်းတွေစူညံနေခဲ့ပါတယ်။အိမ်မှာမွေးထားတဲ့နတ်ကျော်ရဲ့မန်ဖီတန်ချောက်အိယာဝင်လူစဲစဲဖြစ်နေတဲ့ဂုံတုံးစိန်တယောက်ပြတင်းပေါက်တကားကိုအသာဖွင့်ပြီးကြည့်လိုက်ရာရှေလျားပြီးရှုပ်ထွေးနေတဲ့စပင်းတွေကိုဂျေးထက်ထက်ကပ်နေတဲ့လက်သင်းတွေကောက်ချစ်ပြီးနတ်ကျော်ကိုစူးဆိုက်ကြည့်နေတဲ့စံပါကိုမြင်လိုက်ရတယ်။ညွတ်တယ်ထဆန်းဘာဖြစ်လို့လဲတော်ရဲ့ဘာဖြစ်ရမလဲစံပါကသူ့ကိုဟောင်းနေတဲ့နတ်ကျော်ကိုကြည့်နေလို့ဟာ ဟာဒီလူကဘလို့ဖြစ်လို့ရွာထဲဝင်လာပြန်တာတော့ဒုက္ခပါပဲညွန့်တရဲ့စကားအဆုံးမှာစံဖကကွန်ချိုးတွေကြောင့်မဲနှက်နေတဲ့သွားတွေပေါ်အောင်ရှည်လိုက်ပြီခွေးပိုင်ရှင်တွေကိုခေးကိုနိုင်အောင်ထိန်းတော့ငါအမေကြီးသိရင်နေနိုရောမွေးထားတဲ့ခွေးရောလွဲမဲမထင်နဲ့အဲ့လိုပြောက ရွာအပြင်ကိုထွက်သွားခဲ့တယ်စံဖဆိုရကအယံမူးလာရင်သွေးဆိုးပြီးရန်ကားတက်တာကြောင့်ရွှေချပင်ရွာကလူတွေရဲ့နေနေတန်ပေးခြင်းကိုခံထားရတယ်လို့ စံပါကလည်းသူ့ကိုဥပိ္ပခာပြူထားတဲ့ဂျွာကလူတွေကို အမောင်းကြီးမုန်းပြီး၅နှစ်လောက်ထိရွာထဲကိုခြေမချခဲ့ဘူး။ဒါမဲ့တရက်မှတော့နွားချောင်းသွားတဲ့ကလေးတယောက်ကကျက်ကိုအစိမ့်လိုက်ကိုက်စားနေတဲ့စံပါကိုမြင်ခဲ့တယ်ဆိုတဲ့သတင်းကတရားလုံးကိုပြန့်နှံ့သွားခဲ့တယ်။ဒီစကားကိုယုံတဲ့သူရှိတယ်လို့မယုံတဲ့သူတွေလည်းရှိခဲ့တယ်။မယုံတဲ့သူတွေထဲမှာအထွတ်အစိမ့်လည်းပါတဲ့အတွက်ညာကြီးတကောင်သူ့အိမ်ရှိလာပြီးကျင်းဝါသွားတာကို တညာလုံးကြိတ်မနိုင်ခဲမရဖြစ်နေခဲ့တယ်။မနက်မိုးလင်းလာတဲ့ညာကိစ္စကိုမေးမြန်းဖို့အတွက်လက်ဆွဲတော်ထန်လီသားကိုခါးချားထိုးကစံပါနေတဲ့ရွာပြင်ကိုတယောက်တည်းထွက်လာခဲ့လိုက်တယ်။ဟဲ့ကောင်စံပါထွက်လာခဲ့စမ်း။မင်းညာကဘာတောက်ချိုးချိုးသွားတာလဲကွာဟမ်။လုံကြီးကိုခက်တတူဝီရင် မေးလိုက်ပေမဲ့တဲတဲကနေဘာသမ်းမှထွက်မလာတာမြင်တော့ကာထားတဲ့ဂုံဒီအိဆာကိုဇွဲဖယ်ကဝင်ကြည့်တဲ့အချိန် မြေကြီးပေါ်မှာအယူတယောက်လိုစောင်းချောင်ထိုင်ပြီးကြောင်တောင်ဖြစ်နေတဲ့စံဖတ်ကိုမြင်လိုက်ရတယ်။ဟဲ့ကောင်စံဖတ်အခုမှအယူအပေါ်လိုလုံမနေနဲ့။မင်းညကငါတို့ကိုဘာလို့ချိန်ဝါသွားတာလဲ။ငယ်စဉ်ကရွာလူမိုက်တယောက်ဖြစ်ခဲ့ဖို့တဲ့ကိုထုံးစိန်ကထန်းလီဓားပေါ်ကိုလက်တင်ပြီးစံဖတ်ကိုမေးနေတဲ့အချိန်ငါသားကိုမာရီကျောရီနဲ့ပြောနေတာဘယ်ကကလေးကပါလဲ။စံဖတ်စီကလည်းရုတ်တရက်ထွက်လာတဲ့မိမအတယောက်အတန်းကြောင့် ကိုထုံးစိန်အံ့ဩသွားပြီးအနောက်ကိုပြန်ဆုပ်လိုက်တယ်။စံပမင်းရဲ့တန်ကဘာဖြစ်နေရလဲ။အခုပြောနေတာစံပမဟုတ်ဘူး။ငါကသူ့အမေမိချင်းပဲ။ဟာဒီကောင်တော့လှုပ်ထက်လိုက်ရင်ခေါင်းပြက်တော့မယ်။မင်းအမေနာမည်ကဒေါ်တန်းဝင်မဟုတ်ဘူးလား။အဟိဟိအဲ့ဒါကသူ့အမေအရင်ငါကသူ့ရဲ့မွေးစားအမေ။နင်ကငါသားကိုဓာတ်နဲ့ခုတ်ဖို့တည်းရည်ရွယ်ထားတာဆိုတော့ငါလည်းတတ်ညာလို့မရတော့ဘူး။လာကစား မဆာရမတော်ရတာကြောင့်အယောဘအရေးတင်ဖြစ်နေတဲ့ဆံဘကသူ့လက်တံတသေးလေးတွေကိုစံတန်းပြီးအုထွန်းဆိုင်လေဘင်းကိုညှစ်ဖို့ပြေးဝင်လာခဲ့တယ်။အေးအေးရုတ်တရက်မို့အုထွန်းဆိုင်ရှောင်ချင်မရတော့ပဲဆံဘရဲ့လက်တွေကလေဘင်းဘော်ကိုယောက်လာခဲ့တယ်။ဆံ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 ဘငါကိုလွတ်ဆဲပိပင်းသေးသေးဖြစ်နေတဲ့လက်တွေကအခုအခါမှာတော့တံမာတဲ့လူတယောက်လိုလေဘင်းကိုညှစ်ထားတာကြောင့် ကတော်စင်တရားမျက်လုံးတွေပြာဝေးလာပြီးအသက်ရှူတွေကျက်လာခဲ့တယ်။အဲ့ဒီအချိန်နောက်တစ်ခါငါသားကိုအနိုင်ချစ်မယ်ဆိုရင် အသေးသက်ပြင်မယ်။ဆိုတဲ့မိမအတန်ကိုပြပြသတာကြီးကြားလိုက်ရပြီးတတိလက်သွားခဲ့တယ်။ကတော်စင်တတိရလာပြီလား။အေးငါဘာဖြစ်သွားရလဲ။စမ်းပါစမ်းပါယောကျွတ်တို့လေတော်ရွာပြင်ထွက်သွားတာသိတာနဲ့တခခုဖြစ်မှဆိုလို့လိုက်လာကြတာ။ ုတ်ရောက်တော့ဆံမတဲအရှင်မှာတတိလစ်နေတာကိုမြင်ရတာပဲဟုတ်ခွေးမသာဆံပါရောအိုက်ကောင်ရောတော်ကလည်းစိတ်ထဲမှာအောင်ဆံဘကကြိုးစုရောက်တဲ့အချိန်အိတ်ပြောနေတာဒါနဲ့တော်ကဘာလို့တတိလစ်နေတာလဲမင်းတို့ကိုပြောရင်ရုံမမဟုတ်ဘူးငါရောက်သွားတဲ့အချိန်ဆံဘကိုယ်ထဲမှာတရေဝင်ပူးနေတာဝင်ပူးနေတဲ့သူကမိမကြီးသူကငါ့ကိုလေပင်ထညှိလို့တတိလစ်သွားတာ ကိုထွန်းစိန်စကားကိုကြားတော့ညွန့်တဲကမယုံနဲ့အကြည့်နဲ့ကြည့်လိုက်ပြီတခုခုတော့လွဲနေပြီထင်တယ်ဘာလို့ဆိုတော့တော်ထွက်သွားတဲ့အချိန်နဲ့ကျုပ်လိုက်လာတဲ့အချိန်ဘလောက်မှမကွာတာတကယ်စရဲဝင်ပူးနေတယ်ဆိုရင်ကျုပ်ရောက်လာတဲ့အချိန်တခုခုထူးခြားနေရမှာမဟုတ်ဘူးလားမင်းမယုံနဲ့ငါမပြောတတ်တော့တေးကြတာကတော့စံပနေတဲ့အိမ်မှာတရေရှိနေတာပဲဒေါ်တင်ညွန်းလည်းယောက်ျားဖြစ်သူနဲ့စကားအခြေတယ်မဖြစ်လို့ရတဲ့အတွက်ဘာမှဆက်မပြောတော့ပဲမိဖို့တဲကိုဝင်သွားခဲ့တယ် တကယ်စားရပြီးလို့နှစ်ရက်လောက်ကြာတဲ့အထိဇံဘကိုအရေးအယံတော့တွေ့မြင်မရခဲ့ပါဘူးဒီလိုနဲ့သုံးရက်မြောက်နေ့မှာတော့ဇေယောင်းသွားတဲ့မညွတ်တဲ့အလောတကောနဲ့ပြန်လာပြီးကိုတွစိတော့ပြောတာမှန်မိထင်တယ်ဘာမှန်တာလဲဟာမင်းဟာကအစမရှိအဆုံးမရှိနဲ့ဘာရမလဲဇံဘကတည်းရဲ့နဲ့အတူနေတာကို ပြောတာဟေးမင်းကဘာရကြားလာလို့လဲတင်းင်းကနေနေတိုင်း ရွာစည်းမှာချက်သားလာရောက်တဲ့ချစ်တီးလင်မယောက်တိတယ်မလားအေးတိရလေဘာဘူးကုန်းရွာကလည်းဒီစီလာရောက်တဲ့လင်မယားမဟုတ်လားဟုတ်တယ်ဒီမနေ့သူတို့လင်မယားရွာမှာချက်သားရောက်မှုစံပနေတဲ့တဲရှိကလည်းဖြစ်လာတဲ့ချင်းတဲတဲကလည်းမင်းမတယောက်လှမ်းခေါ်လို့ဝင်းကြည့်လိုက်တာအထဲမှာမင်းမနဲ့တူတာဆိုလို့ဘာမှမတွေ့ရပဲမျက်လုံးပြူပြီးစောင်းကြောက်ထိုင်နေတဲ့စံပကိုပဲမြင်ရတာလေတော်ရဲ့အေးအဲ့ဒါဘာဖြစ်သွားလဲဘာဖြစ်ရမလဲ ချစ်တီးလင်မယားလည်းအဲဒီတော့မှကြောက်လန့်ပြီးတဲတဲကနေထွက်ပြေးတာစံဘာကအနောက်ကနေမိမတန်တဲ့အော်ရယ်ပြီးချက်သားဖန်းကိုဆွဲထတာတဲ့သူတို့လည်းဖြစ်ချင်အဖြစ်ဆိုပြီးလင်မန်းကိုပြန်လှုပ်ပြီးပြေးလာကြတာစံဘာတဲတဲမှာတော့ချက်နှကောင်လောက်ကြံခဲ့တယ်ဆိုပဲအစတည်းကငါပြောတာပဲမင်းတို့မှမယုံကြတာအခုတော့သိပြီမဟုတ်လားဟုတ်တယ်အခုရွာထဲမှာလည်းပွက်လို့ရိုက်နေကြပြီစံဘာကိုဒီတိုင်းထားလို့ဖြစ်တော့ဘူးလို့လည်းပြောနေကြတယ် အိမ်မှာငါလည်းအခုပဲရွာထဲသွားမလို့ပြန်လာရင်တော့အဖြေတီးရမှာပေါ့ကိုထွန်းစိန်လဲတန်းပေါ်မှာတင်ထားတဲ့ပေါ်ဝါတထည်ကိုပခုံးပေါ်တင်ပြီးရွာထဲကိုထွက်လာခဲ့ရအိမ်ဝိုင်းငါးလုံးလောက်ကိုကျော်လာတဲ့အချိန်မှာတော့ဂျင်ရီချန်တအိုးနဲ့ထိုင်နေကြတဲ့သူတွေကဟေးထွန်းစိန်မင်းလာတာနဲ့အတော်ပဲကွာမင်းတို့တွေလဲစံပအကြောင်းဆွေးနွေးနေကြတာလားအေးဟုတ်တယ်ကွာမင်းကြုံခဲ့တဲ့အဖြစ်အပျက်တွေနဲ့ ကြက်တယ်လင်မယားကြုံခဲ့တဲ့အဖြစ်အပျက်တွေကိုပြောလေကြတာဒါနဲ့နေပေါ့မင်းတို့အတွေ့ကရောဘလို့လဲငါတို့ကတော့စံပါကိုဒီတိုင်းလှော့ထားရင်တခြားသူတွေရော သူကိုယ်တိုင်မှာဒုက္ခရောက်ကြလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ဒီကိစ္စကိုရွာဦးဆရာတော်ကအကျိုးသိအကြောင်းသိရှောက်ရင်ပိုတင့်တော်မလားလို့ငါလည်းအဲ့ဒါပြောမလို့ပဲအခုကိစ္စကမမြင်အပ်တဲ့အရာတွေပါဝင်နေတာကြောင့်ငါတို့လိုတာမန်လူတွေပြောတာထက် တန်ကားတော်ရိပြောတာဘိုးအချိုးတူးမယ်လို့ထင်တယ်။နောက်ပြီးစံဘားကရွာဦးဆရာတော်ကိုကြောက်ရတယ်မဟုတ်လား။ဒါဖြစ်ကွာအခုပဲဆရာတော်ကိုတွားလျှောက်ချက်ရအောင်။ကိုထုံးစိန်တို့တငယ်ချင်းတို့တစုလဲစမစားခဲ့အမေဆရာတော်စီရှောက်တင်ဖို့ထွက်သွားခဲ့ကြတယ်။တစ်ပင်ပန်းမှန်တွေနဲ့ဆိုင်လန်းဆူပြနေတဲ့ရွာဦးချောင်းအတွင်းမှာတော့စုံခန့်ကြပြီးပြန်လာတဲ့ကိုရင်ငယ်လေးတွေကအပူပင်ကင်းစာပြေးလာဆော်ကစားနေကြတယ်လို့စွန်းစားဆောင်ပေါ်မှာတော့ဆရာတော်ကြီးနဲ့ လူကြီး၅ယောက်စကားပြောနေခဲ့ကြတယ်။အေးတကားတို့ပြောတဲ့အတိုင်းဆိုရင်စံပအနာမှာနာနာဘာဝတကောင်ရှိတယ်ဆိုတာသိကြနေပြီ။ဟုတ်ပါရဲ့ဖရာကြာလာရင်သူ့အတွက်လည်းစိတ်ပူရလို့ဆရာတော်ကိုလာလျှောက်တင်တာပါ။ဒါဖြစ်လေတကားတို့အနေနဲ့စံပကိုကျောင်းကိုလာဖို့ဖြောင်းပြကြည့်ပါ။သူ့အနေနဲ့လမ်းမခန့်ရင်တော့တမျိုးစီစဉ်ရမှာပေါ့။တင်ပါဖရာ။ တပည့်တော်တို့အခြေအနေကြည့်ပြီးစီစဉ်လိုက်ပါမယ်။ကိုရုံးစိန်တို့လည်းစကစားပြတ်တာနဲ့ဇာတော်ကိုကတော့ကကျောင်းပေါ်ကနေပြန်ဆင်းလာခဲ့လိုက်တယ်။ညနေလောက်ရောက်တော့စံပါနေတဲ့ဒဲရှီယာဘက်ကိုကိုရုံးစိန်တို့အဖွဲ့ထွက်လာခဲ့ကြတယ်။ဒဲရဲ့မလန်မကန်းကို ရောက်တော့အိမ်ပေါဝါမှာငုတ်ထုတ်ထိုင်းနေတဲ့စံပါကိုလှမ်းမြင်လိုက်ရတယ်။ထုံးစိန်ရေမဲကောင်ကတော့ရွေးနေပြီထင်ပါတယ်။တတိထောက်ဒီကောင်ကစိတ်မှန်တာမဟုတ်ဘူးနော်။ ကိုထုံးစင်စကားကြောင့်ပါလာတဲ့သူတွေကစံပါအနာကိုမသိမသားလေးကက်သွားပြီဟေးစံပါဟေးကောကိုဟန်မြင့်စကားကိုကြားတော့စံပါကမျက်မှောက်ချုပ်ကကြည့်လိုက်ပြီတဲတဲကိုဝင်သွားခဲ့တယ်ဟိုကောင်တဲတဲကိုဝင်သွားပြီဘယ်လိုလုပ်ကြမလဲမထူးပါဘူးကွာတဲတဲဝင်ပြီးအချိုးအချောင်းပြောပြကြည့်တာပေါ့ငါတို့မှလူများတာပဲဘာမှတော့ဖြစ်မယ်မထင်ပါဘူးကိုထုံးစင်တို့လည်းဂွန်နီအိတ်ကထားတဲ့တဲတဲကိုဝင်ကြည့်လိုက်တဲ့အချိန် မြေကြီးပေါ်မှာထိုင်ပေတျောက်တဲ့စကားပြောနေတဲ့ဆံပကိုမြင်လိုက်ရတယ်။ဆံပဟဲ့ကောင်ဆံပကိုထွန်းစိန်ကအနားမကရဲပဲခလန်းလန်းခါနေမေးလိုက်တဲ့အချိန်ဆံပကမျက်ထောင်နေနဲ့လှမ်းကြည့်ပြီးငါ့အမေနဲ့ငါစကားပြောနေတာမင်းတို့မမြင်ဘူးလားဟမ်လို့အော်ပြောလိုက်တာကြောင့်ကိုထွန်းစိန်ဒေါသထောင်းကနေထွက်သွားပြီမဲ့စိတ်ကိုပြန်ထိန်ပြီးဆံပမင်းကိုရွာဦးကြောင်းစီရတော့ခေါ်ခိုင်းလိုက်တယ်အခုငါ့အောင်နဲ့လက်ခဲ့ပါ ရှောင်းချောင်းဆရာတော်ဆိုတဲ့အတန်လဲကြာရစံပါတရားဂရုံကရင်ဖြစ်လာပြီးလက်တဆုပ်စာမြေကြီးတွေပုံထားတဲ့နေရာနားကိုတိုးခဲ့သွားခဲ့တယ်။အမေဆရာတော်ခေါင်းနေပြီးတဲ့ဘယ်လိုလုပ်ကြမလဲ။စံပါကမြေကြီးပုံကြီးတဲ့ကိုကြည့်လိုက်ပြီးစကားတွေပြောလိုက်လုံနေရကနေရုတ်တရက်အသားတွေတုံလာပြီးဟဲ့ကောင်လေးနင်တို့ကငါသားကိုခေါ်ပြီးဘာလုပ်ကြမလို့လဲ။ဟွန်းဟိုနေ့ကတနာလို့မသက်တာကိုကျေးဇူးမတင်တဲ့အဖြစ် ငါသားနဲ့ငါကိုခွဲဖို့လုပ်နေကြတာလားဆိုတဲ့မိမအတန်ထွက်ပေါ်လာခဲ့တယ်ကိုတော်ဆိုင်တို့ရဲ့ဒေါသထွက်နေတဲ့ဆံမကိုကြည့်ပြီးဘာမှဆံမပြောရဲပဲပြန်ထွက်လာခဲ့ကြတယ်နောက်နေ့တွေသွားပြီးဖြောင်းဖျားတော့လဲဆံမအနားမှာရှိနေတဲ့တရေမကဝင်ပူပြီးတောင်းချလို့ခေါ်မရခဲ့ဘူးဒီလိုနဲ့ဆံမကတရေမတကောင်နဲ့အတူနေတယ်ဆိုတဲ့သတင်းကြောင့်တဲနာကိုဘယ်သူမှမသွားရဲကြတော့ဆံမကိုလည်းကြောက်ရွံ့လာခဲ့ကြတယ် ။ဆံဘကလည်းသူ့ကိုလူတွေမပြောတာသိတော့တဖြည်းဖြည်းအတင်ရဲလာကညာဘက်တကောင်ရွာထဲဝင်ပြီးချက်တွေဘဲတွေကိုခိုးယူစားတော့ပါလျော။ဒီเจ้าကိုဆရာတော်သိတော့ဆံဘကမှပရိကျိုးစုပေးဖို့ပြောပေမဲ့ဒါရကရှင်ကိုယ်တိုင်လက်မခံတဲ့အတွက်ဘာမှလုပ်မရဖြစ်နေကြတယ်။တနေ့မှာတော့ရာမရှိတဲ့ယောက်ျားတွေတိုင်ပင်ပြီးစံပအိပ်ပျော်နေတဲ့အချိန်အတင်းဖမ်းချုပ်ကရွာတွေကဖောင်ဝင်းချောင်းကိုခေါ်လာခဲ့တယ် ဆရာတော်ကလည်းစံပါလက်မှာပရေကျိုးတွေချီပရေရေတွေတိုက်ကနှစ်ရက်လောက်အခန်းထဲထည့်ပိတ်ထားခဲ့တယ်။အဲလိုလှောက်ထားတော့ရွာပြင်မှာကြံခဲ့တဲ့တရေမကညနေနေဝင်တရောချင်းရွာပြင်ကိုထွက်တဲ့သူတွေကမှကံနေတဲ့သူတွေကို ပူးကက်၆လံပြီးတောင်းချမ်းပါလျော။ဒါနဲ့ဒီတိုင်းဆိုရင်ဖြစ်ဘူးဆိုပြီးစံပါကို သူ့နေရာသူ ပြန်လွှတ်ပေးလိုက်ရတယ်။စံပါကလည်းကြောင်းရောက်တာနဲ့လက်တွေမှာပတ်ထားတဲ့ပြေကျိုးတွေကိုဆွဲဖြုတ်ကာ ရွာပြင်ကိုထွက်ပြေးသွားခဲ့တယ်။ရွှေချမင်းရွာကလူတွေအနေနဲ့ညနေဆောင်ပြီးဟဲဆိုရင်ရွာပြင်ကစံပတဲအနည်းတစ်ဝိုက်ကိုဘယ်သူမှမသွားရဲကြတော့အထိဖြစ်လာခဲ့တယ်။ဒီနေ့မှာတော့အရှိခေါ်တန်းတစ်ခုပေါ်မှာရင်ရွေးချမ်းတောက်နေတဲ့ဂေါ်ထွန်းစိန်အိမ်ဝိုင်းထဲကိုကပိယဦးကျင်ရောက်လာခဲ့ပြီ။ထွန်းစိန်ရေမင်းကိုဆရာတော်ကအခုကျောင်းကိုလာခဲ့ပါတဲ့။အေးဘာများဖြစ်လို့လဲကပိယကြီး။ကျောင်းမှာတော့ယောဂီဝိ၃ယောက်ရောက်နေတယ် ကျွန်တော်တော့ငါလည်းတခြားမသိဘူးကွကျုပ်ခုပဲထွက်လာခဲ့မယ်လို့ရှောက်ထားပြီ哦အေးအေးမြန်မြန်လာအောင်ကပ္ပီအာကြီးထွက်သွားတော့ကိုတွန်းစင်ကအပေါ်ဘက်အင်းကြီးတစ်ထည်ကိုကောက်ဝဲကထွက်လာခဲ့တဲ့ကျောင်းမော်ကိုရောက်တော့ယောဂီဝေထားတဲ့မျက်နှာစိမ်းလူ၃ယောက်ကိုမြင်လိုက်ရတယ်တပည့်တော်ရောက်ပါပြီဖျားဘာများမင်းစရာရှိလို့ပါလဲကိစ္စကတော့စံပအကြောင်းပေါ်ထွန်းစင်ရေဒီကတကလေးတွေကဘုန်းကြီးတို့ကြောင်းမှာတညာတဲဖို့လာလျှောက်ရာကနေ စကားဆက်မိလို့ဆံမအကြောင်းပြောပြခဲ့တာတင်မဗျာဒီကတကာတွေကပယောဂတွေလိုက်ကူတဲ့သူတွေဖြစ်လို့ဇာမကိစ္စကို အရှင်းပြအောင်သူတို့ကူညီပေးနိုင်တယ်တဲ့အာအရာဆိုကောင်းတာပေါ့ဗျာအခုဆိုရွာတွေကသူတွေအနေနဲ့လဲစိုက်တာတော့စိတ်မဖြောင်းကြတော့ဘူးမမောင်ခင်ရွာတွေပြန်ရဖို့ပဲစိတ်လွန်နေတော့အလုပ်တွေကအရင်လိုမပြီးတော့ဘူးဗျကဲကဲတကာလေးတို့ကိုမိတ်ဆက်ပေးရအောင်မယ် ဟောရာကကိုတော်စိင်းနဲ့ဘုန်းကြီးတို့ရွာရဲ့တာရင်းနာကြီးအားလုံးကိုဥသိနေတဲ့သူပေါ့ဆရာတော်ရဲ့မိတ်ဆက်စကားအစုံမှာယောဂီဝေထားတဲ့လူသုံးယောက်ကနှစ်လုံးပဲပြောလိုက်ပြီးတွေ့ရတာဝမ်းသာပါတယ်ကိုတော်စိင်းကျုပ်နာမည်ကအောင်မြတ်တာပါသူတို့နှစ်ယောက်ကတော့တက်ခိုင်နဲ့တောက်ရပါ ဟုတ်ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဗျာဆရာလေးတို့သိချင်တာရှင့်လေအချိန်မီးမေးပါလိုအပ်တာတခုခုရှင့်လေကပ္ပိယကြီးနဲ့ပြောခိုင်းလို့ရပါတယ် အခုလောလောဆယ်သိရင်နေတာကစံပါဆိုတဲ့လူအခုဖြစ်နေတယ်လို့မျိုးရခင်ကရောအလားတူပုံစံမျိုးဖြစ်ဖူးလားဆိုတာပဲအရင်ကမဖြစ်ခူးခဲ့ပါဘူးသူကမိဘတွေရှိတဲ့ကစိုးတန်းတာမိဘတွေစုံတော့ရှိသည်များလဲတွေအိမ်တွေကိုအကုန်ဖျုံးပစ်တာဗျသူကမူလာရင်သွေးဆုတ်တတော့ရံပွဲတွေကတော့မကြခဏဖြစ်တတ်တယ်။ဒီလိုဆေးရကြောင့်ဆရာတော်ကိုယ်တိုင်ရာပြင်ကို မောင်းထုတ်ထားခဲ့တာပဲ။အင်း ဆရာတော်ပြောတဲ့စကားနဲ့ကိုထွန်းစိန်ပြောတဲ့စကားကိုဆက်ဆက်ကြည့်မယ်ဆိုရင်ဆံဘကမယူသင့်တဲ့အရာတစ်ခုခုကိုတဲတဲယူထည့်ခဲ့တာဖြစ်မယ်။ဒါကြောင့်အဲ့ဒီအရာကိုဆွဲနေတဲ့တရေမကအနောက်က လိုက်လာပြီးသူ့ကိုတွေ့ကပ်နေတာပဲ။အိုတလုံးကသူ့တဲတဲကို ရောက်တော့မြေစာပေါ်တစ်ပုံကို ကြည့်ပြီးစကားပြောနေတာမြင်မှုတယ်။ဒါဖြစ်ရင်လူကြီးတိတ်တဲ့အချိန်သူနေတဲ့တဲကို လိုက်ပြပေးလို့ရမလား။အင်း ညမကြီးတော့မလို့လားဆရာလေးဟုတ်တယ်ဗျလင်းတဲ့အချင်းဆိုရင်မဆိုင်တဲ့သူတွေနဲ့ရှုပ်နေမှာဆိုလို့လူပြတဲ့အချင်းရွေးလိုက်တာပါတိတ်လဲစစ်မှုဘူးပါနဲ့ဆံဘာကကျုပ်တို့အနာတော့ကက်လို့ရစီရဘူးလို့အာမခံပါတယ်အဟာအဲ့လိုမဟုတ်ပါဘူးဗျာတခါခံထားရတော့နည်းနည်းစိတ်ပူမိသွားတာဒါဖြစ်လေညစာစားပြီးတဲ့အချိန်ကျုပ်တို့ကိုလာခေါ်ပေးပါဦးကောင်းပါပြီ ျုပ်သေချာပေါက်လာခဲ့ပါမယ်။ဒါဖြင့်ကျုပ်ကိုခွင့်ပြုပါအောင်။ကိုထွန်းစိန်ပြန်သွားတော့အောင်မြတ်သားတို့ကဆရာတော်မတုံးမဲဆွန့်ပစ်ထားတဲ့တင်ငန်းစာတစားတောင်းယူကတဲမဲအဆောင်ကိုပြန်လာခဲ့ကြတယ်။ညမောင်စာပြိုးချိန်ရောက်တော့ဆရာသပည့်၃ယောက်လုံးတီလာခံယူပြီးတနေ့တာရေးဆွဲစရာရှိတဲ့အင်းစာမတွေကိုရေးဆွဲခဲ့ကြတယ်။အင်းဆွဲအင်းတောက်ပြီးတာနဲ့ဆရာတော်ဆွန့်ပေးခဲ့တဲ့တင်ငန်းစာကိုအမြင်စာလေးတွေဖြစ်အောင်လုပ်ပြီး အင်းဆန်တလုံးချင်းစီထက်ကချစ်ခဲ့ကြရတယ်။ချိန်မှန်တင်ကကြိုးချစ်ပြီးတဲ့အချိန်မှာတော့ကိုထွန်းစင်ရောက်ချလာပြီ။ဆရာလေးတို့အစဉ်ပြေသွားလို့ရပါပြီ။အတော်ပဲဗျာကျုပ်တို့လည်းအခုမှပဲပြေးတာ။ဆရာတော်ကိုရှောက်ပြီးတာနဲ့သွားရအောင်။အောင်မြတ်တော်တို့လည်းဆရာတော်နေတဲ့ကျောင်းဆောင်ကိုသွားကခွင်တောင်းပြီးရွာပြင်ကိုထွက်လာခဲ့ကြရတယ်။မှောင်ရည်တွေကတဖြည်းဖြည်းတိတ်သေးလာတဲ့အတွက်အသင်ယူလာတဲ့မီးတို့ကိုထွန်းကခေးဆက်ခဲ့ကြရတယ်။ ရွာကနေထမင်းရိုးတစ်လုံးကျက်လာအောင်ရှောက်လာခဲ့ပြီးတဲ့အချိန်မှာတော့ဝါးရီနဲ့စောက်ထားတဲ့ဒိန်းတစ်လုံးကိုမှင်ပြပြကျနေတဲ့လာရန်အောင်မှမြင်တွေ့လိုက်ရတယ်။တဲတစ်ခုလုံးပိတ်ပိတ်ပေးအောင်မဲမောင်နေတဲ့အတွက်ကထွန်းစိန်ကလက်ထဲကမီးတို့ကို အပေါ်ကိုပင့်ကအိမ်နားကိုကက်သွားတဲ့အချိန်ဘလူတွေလဲဟမ်ဆိုတဲ့စံပါရဲ့အတန်ကတဲတဲကနေထွက်လာခဲ့တယ် ဒီအခါမှာတော့ဆံပါရဲ့အတန်ကမာကျောခက်ထန်နေတဲ့တဲအနာကိုကတ်သွားတဲ့ကိုတွန်းစိမတိမတလေးနောက်ကိုဆုတ်သွားလိုက်တယ်။ရှာလေးသူ့ဘေးမှာရှိနေတဲ့တရေမကကျုပ်တို့လာတာသိနေတယ်။တခိုင်နဲ့တောက်ရကကိုတွန်းစိကို ခေါ်ပြီးစီးထဲမှာနေကြ။အောင်မြတ်သားကကိုတွန်းစိကိုတခိုင်တို့နဲ့ထားပြီးတဲရှိကို တည်ငြိမ်စွာထွက်သွားခဲ့တယ်။အထဲမှာရှိတဲ့လူရောနာနာပါဝါရော ျော့အမိန်နဲ့မခေါ်ခင်ရှေ့ကိုထွက်လာခဲ့ကြဟမ်မင်းကဘာကောင်မို့အမိန်လာပေးနေတာလဲစံပါတယ်နော်ငါအမေကိုထိလို့ကတော့ငါနဲ့တွေ့ပြီအတန်ကတဲအတွင်းကနေထွက်လာတာဖြစ်မဲ့လူကတော့အပြင်ကိုမရောက်တာမြင်တော့အောင်မြက်တာကတုံးကြီးတိတိခေါ်လို့မထွက်လာရင်တော့ဆိုင်ရာပညာပုဂ္ဂိုလ်တွေကိုပင့်ပြီးခြေတော့ကနေဒီရိုက်တိုက်ဆွဲထုတ်ရလိမ့်မယ်လို့ပြောပြီးတုံးကြီးတိတိခေါ်ပေမဲ့မထွက်လာတာမြင်တော့ ဒီနေမီတကြောကိုအပိုင်စားရထားတဲ့ကွင်းမိုင်တွေအနေနဲ့ကျုပ်ဆုံးမာတာကိုနှောက်ရက်ဖို့ဟန်တားဖို့မကြိုးစားပါနဲ့ဝင်ရောက်ဆက်ဖက်မဲဆိုရင်တော့တင်တို့ကိုပါအပြစ်ပေးရလိမ့်မယ်လို့ပြောတဲ့အချိန်ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ခြုံရည်တွေကလည်းကြောက်လန့်တကြားထွက်ပြေးနေတဲ့ခြေတံတွေကိုအတိုင်းသားကြားလိုက်ရတယ်ကျုပ်အနေနဲ့အင်းဆောင်ရခညီနောင်ကိုပင့်ဖိတ်ပါတယ်တင်တို့ရောက်လာတာနဲ့လက်ခမောက်ခက်ပြီးတဲအတွင်းမှာခိုးအောင်းနေတဲ့သူတွေကို ခြေရောက်ကနေဆွဲခေါ်စေ။အောင်မြတ်တာအမေစကားအစုံးမှာတက်ခေါက်တန်းတစ်ချက်ကျဲလောင်စွာပေါ်လာပြီးတဲတစ်ခုလုံးလှုပ်ရမ်းသွားခဲ့တယ်။မကြခင်စံပါက လေထဲကခြေရောက်မြောက်ပြီးဒရော့တိုက်ပါလာခဲ့တယ်။ကိုထုံးစိန်အမြင်မှာတော့စံပါတယောက်ထဲကိုမြင်ပေမဲ့အောင်မြတ်တာအမြင်မှာတော့ညိုညစ်နေတဲ့အဝေစားကိုဝေထားပြီးစပင်တွေကမျက်နှာတစ်ခုလုံးဖုံးအုပ်ထားတဲ့မိမတယောက်ပါလာတာကိုမြင်နေခဲ့တယ်။ အနောက်မှာတော့နှခမ်းအတွင်းကနေအပြင်ကိုကော့တက်နေတဲ့အစွဲတွေကိုပိုင်းဆိုင်ထားတဲ့ရခနှကောင်ကစူးရီအပြစ်ပေါက်နေတဲ့ဒင်းပုံးနဲ့ရိုက်ဖို့ဟန်ပြင်ထားခဲ့တယ်။ဒါအောင်မြင်တဲ့အောင်မြတ်တာကကြောပေးကထိုင်နေတဲ့တင်းမကိုကြည့်ပြီးတင်းကဘာကြောင့်လူတွေနဲ့အတူနေထိုင်ရတာလဲလို့မေးလိုက်တော့လဲကျနေတဲ့ဆန်ဘကဟေ့လူခမကျုပ်အမေကိုဘာမှပြောစရာမလိုဘူးကျုပ်ခွင့်ပြုလို့တူနေတယ်ဗျာဘာဖြစ်လဲ လို့ပြောပြီးဂုံးထားဖို့အလို့နောက်မှရက်နေတဲ့ရခနကောင်ရဲ့ကြီးမားတဲ့ခြေတော်တွေကစံပရဲ့ကျောင်းဝန်းဘော်ကိုနင်းထားလိုက်ရာဘလို့မှထမရပဲဂုံဂုံကောက်ကွက်ကြီးဖြစ်နေကြတယ်။အောင်မြတ်သားကတော့စံပကိုဘာမှမပြောပဲကြောပေးထိုင်နေတဲ့တရေမကိုပဲဇူးဆိုင်ကြည့်နေကြတယ်။တင့်နာမည်ဘလို့ခေါ်လဲ။မိချမ်းဟုတ်ပြီမိချမ်းတင်ကဘာကြောင့်ဒီလူသားအနည်းမှနေထိုင်ရတာလဲ။သူကငါသားနဲ့တူလို့ သူအနားမှာငာနေတာလူသားနဲ့နန္နာဘာဝဆိုတာဘယ်လိုမှရှင်တွဲမရဘူးဆိုတာသင်မသိတာလားနောက်ပြီးသင်ကဒီလူရဲ့ကိုယ်ရဲ့ဝင်းပူပြီးရွာသားတွေကိုလည်းဒုက္ခပေးနေတယ်လို့ကြားတယ်ဟုတ်တယ်သူတို့ကငါသားကိုရွာပြင်ထုတ်ထားတာလေဒါကြောင့်ငါသူတို့ကို ချောက်လန့်တာနောက်ဆိုရင်သူတို့တရားလုံးငါသားနာမည်ကြားတာနဲ့ကြောက်လန့်နေစေရမယ်တဲ့သင်ကဒီလူဘဝရောက်နေတာတော့လေးစံမာနေပါသေးလား ကျုပ်တင့်ကိုနောက်ဆုံးအခွင့်ရေးပေးမယ်။တစ်အနေနဲ့ဒီလူအနာမမနေပဲတခြားနေရာကိုထွက်ခွာသွားမယ်ဆိုရင်အသာတကြီးလွတ်ပေးမယ်။မသွားဘူး။ငါငါသားအနာမပဲနေမယ်။ကောင်းပြီ။တင်ကကျုပ်ကန်းလက်ချက်ကိုညင်းပယ်လိုက်ပြီဆိုတော့နောက်ကျင်အောင် ဆုံးမပေးရတော့မှာပေါ့။အောင်မြတ်သားကစကားဆုံးတာနဲ့လက်ထဲမှာကင်ထားတဲ့ခြေမှန်းတင်ကန်းချိုးကိုဆမ်မလေဘင်းမှာဆွပေးပြီး ရခညီနောင်ကဒီလူကိုလှုပ်မရအောင်ချုပ်ထားပေးပါလို့ပြောလိုက်တော့စံပါရဲ့ခြေတွေလက်တွေကမြေကြီးမှာကောင်းနေကက်ထားသလိုလှုပ်မရပဲဖြစ်သွားခဲ့တယ်။ကဲတဲ့အနေနဲ့ကြုတ်ပြောတာမလိုက်နာဘူးဆိုတော့အမိန်ကိုမလွဲမရှောင်တာတုံးရတော့မယ်။အခုကစပီးအင်းဆောင်တွေကခြေလက်လေးဘက်ကိုကျိုးနေချပြီ။ခန္ဓာကိုယ်တစ်ခုလုံးအစိမ့်စိမ့်အမှောင်မှဖြစ်အောင်မြင်းလေးစည်းနဲ့အပြင်းဆွဲစေ။လို့ပြောလိုက်ရာ မြေကြီးတွေကနေအုံကုန်ရောင်အစင်းရှိတဲ့မြင်းလေးကောင်ထွက်ပေါ်လာပြီးဗရက်ရဲ့ရက်က နေရာယူလိုက်ကြတယ်ပြီးတာနဲ့နင်ညိုရောင်ရှော်ကျိုးတွေကသရေမရဲ့ခြေရွေလက်တွေပေါ်မှာနှွေးရှင်တကောင်လုံးပက်ပြေးပြီးလှုံမရအောင်ရစ်ပက်ထားပါလျော်အရှိရက်ကိုမျက်နှာမူထားတဲ့မြင်းကထားဟီးလိုက်တဲ့အချိန်တော့မောက်ရဲ့အနေထားဖြစ်နေတဲ့သရေမရုတ်တရက်ထငိုပြီးကြောက်ပါပြီကြောက်ပါပြီအာမခက်ရတော့ပါဘူး ြောရတဲ့အလုပ်ပါမယ်အစတည်းကဒီလိုတောင်းပန်ရင်ပြီးနေတာကိုခေါင်းကျော်မာနေတာကိုလို့ပြောပြီးလက်နဲ့ဖဲထုတ်လိုက်ရာမြင်းတွေရောနယ်ကျိုးတွေပါပြောက်ွယ်သွားခဲ့တယ်ရခညီနောင်ကမိချမ်းကိုဒီအရက်ဒေသနဲ့ဝေးတဲ့နေရာကို ခေါ်သွားကြနောက်တစ်ခါဒီအရက်ဒေသကိုမရောက်ဖို့လေဆိုင်ရန်ပိုင်ရာတွေကို အပ်ပေးကြပါလို့ပြောလိုက်တဲ့အချိန်မိချမ်းကမြေကြီးပေါ်လှုပ်မရဖြစ်နေတဲ့စံဖကိုကြည့်ပြီး ဝမ်ကောင်းတန်တဲ့အောင်ကရခညီနောင်ခေါ်တဲ့နောက်ကိုပါ လိုက်သွားခဲ့ရတယ်။အဲဒီတော့မှအောင်မြတ်သာကတဲတဆုပ်ကောက်ယူမန်းလိုက်ပြီးစံပါကောင်းပေါ်ကို လောင်းချလိုက်တယ်။ခမခမခမရဘူးရီလေကျုပ်ကျုပ်ကျုပ်ကိုဘာလို့ကြမလို့လဲ။စေအေးသာစံပါကျုပ်တို့ကတင့်ကိုဘာမှမလုပ်ပါဘူး။တင့်နေမကောင်းလို့ဈေးလာကူပေးတဲ့သူတွေပါ။ကျုပ်ကဘာဖြစ်လို့နေမကောင်းဖြစ်တာလဲကျုပ်ပြအရက်တော့ဖို့တော့ပတ်စံမရှိဘူးလေ ခုတော့ကောင်းသွားပါပြီသင်ကကန်နေနေတဲ့အတွက်ကျုပ်ဆွဲပေးထားတဲ့ဂျိုးကတော့အမြဲဝေထားရနေမယ်ရှာကျုပ်ရွာထဲပြန်နေလို့ရပြီလားယင်သင်ကဒီမေးခွန်းကိုဘာဖြစ်လို့မေးတာလဲကျုပ်အရင်ကစိုးခဲ့တာမှတ်ပြီမဲ့ခုနောက်ပိုင်းလိမ္မာအောင်စူးစမ်းခဲ့ပါတယ်တနေ့ကတော်ထဲမှာမှုရှာနေတဲ့အချိန်မိမတယောက်ကမြေစာပေါင်းတစ်ပုံကိုပေးပြီးဒါကောင်နင့်အိမ်ကိုယူသွားရင်ရွာကလူတွေနင့်ကိုပြန်လက်ခံမယ်လို့ပြောလို့ယူလာခဲ့တာ အဲ့မိမကြီးပြောတာကမှန်နေတာပေါ့နော်စံပစကားကြားတော့အောင်မြတ်တာကခေါင်းကိုအသာနှိမ့်ပြပြီးကုထုံးစိန်ကိုလှည့်ကြည့်လိုက်တယ်ကုထုံးစိန်ကတော့စံပကိုတနာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအနားကိုသွားကပခုံးကိုတင်းကျက်စွာဖက်ထားလိုက်တယ်ဒီလိုနဲ့စံပတယောက်ရွာဦးဆရာတော်ရဲ့အဆုံးမကိုခံယူပြီးဘုန်းကြီးမကပိယအဖြစ်နဲ့တည်ထဲထိနေသွားခဲ့တယ်အောင်မြတ်တာတို့ကတော့ရွှေကြပင်ရွာကနေထွက်လာပြီးနောက်ပိုင်း အောင်ချမ်းသာစေရီမှာအဋိဋ္ဌံ၉ရဲ့ဝင်ခဲ့ကြတယ်။အဋိဋ္ဌံဝင်နေတဲ့အချိန်တွင်မှာတော့တက်ခိုင်တဲ့တောက်ရတို့ကတဆိုင်နဲ့ညွှန်ကြားချက်တစ်ခုကိုရရှိခဲ့တယ်။ဒီအချက်တွေထဲမှာဘလို့ခံစားမှုတွေပါမလဲဆိုတာကို အောင်မြတ်တာနဲ့တန်ရာလန်ခွဲဆိုတဲ့ဝိတ္ထုမှာဖတ်ရှုပေးကြပါဦး။ Ghost Story မြန်မာ Channel ကလည်းဒီတစ်ခါပရိသတ်တွေအတွက်တင်ဆက်ပေးခဲ့တာကတော့ဆိုင်းစရာဇေယနာရမညရေးသားထားတဲ့ အောင်မြတ်တာနဲ့တရာတလန်တန်တလန်ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။နောက်တစ်ခေါက်မှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်အယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ပရိသတ်ကြီးတို့လည်းစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးဆန္ဒနဲ့ဘဝတထက်ထဲကျပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။